ဘင်္ဂလားပင်လယ်ပေါ်မှာလီဒူးမငင်သက်ခြင်းနဲ့မုတ်တုံတွေဝင်ရောက်လာနိုင်ခြင်းတို့ကြောင့်မေလ10ရက်နေ့ကနေဆန်ငိုင်းနေ့ထိတိုင်းနယ်ပြည်နယ်တွေမှာရှိတဲ့ဒေသတချို့မှာနေရာကွက်ရေမူကြီးနိုင်ကြောင်းဝန်လီဝတ်သားနဲ့ဇလားပြည်တဲ့ညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။မူကြီးမဲ့တတိပိကျအနေနဲ့ကပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာလီဒူးမငင်သက်မှုတွေဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လကောက်မုတ်တုံတွေဝင်ရောက်လာနိုင်ခြင်းကြောင့်လကောက်မေလ10ရက်နေ့ကနေဆန်ငိုင်းနေ့အတွင်း နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲမှာနေရာဆိတ်ဆိတ်နဲ့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့မှာနေရာအနှံပြားမှုထစ်ကြုံရွာပြီးတချို့ဒေသတွေမှာနေရာကွက်ရည်မှုကြီးနိုင်ကြောင်းသိရပါဗျာ အဲ့ဒီအတွက်ကြောင့်မိုးသည်ထန်စွာရောက်သွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသည်ကြေခြင်းလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းအဆရှိတဲ့သဘောအပြင်းအထန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသတွေမှာရှိတဲ့ကွန်မြူနတီတွေအနီးမှာနေထိုင်သူတွေဟာမြေပြိုမှုအန္တရာယ်မြေငယ်ချောင်းငယ်နီးမှာနေထိုင်သူတွေဟာရေကြီးရေလျှံမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှုနဲ့ပြည်တွင်းရေချောင်းတော်လာရေးလေချောင်းပြန့်နိုင်တဲ့အနေနဲ့လည်းကြိုတင်သတိပြုနိုင်မှုမိုးလေဝသကသတိပေးထားပါတယ်။